မင်္ဂလာပါခင်ဗျာတပတ်တွင်းသတင်းတွေကိုကောက်နှုတ်ထုတ်လွှင့်ပေးပါတော့မယ်ခင်ဗျာပထမအဆုံးအနေနဲ့ကတော့21ရာစုပင်လုံညီလာခံကို အပြည့်အဝထောက်ခံကြောင်းကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်ကိုဖီအာနန်ကပြောဆိုတာနဲ့စတင်လိုက်ပါတယ်ခွန်ဘတ်တာအခုသတင်းပတ်အတွင်းပေးပို့ထားခဲ့တဲ့သတင်းပါခင်ဗျာကုလသမဂ္ဂအတွင်းမှုချုပ်မစ္စတာဘန်ကီမိုဟာအခုလ30ရက်နေ့ကမြန်မာနိုင်ငံကိုရောက်ရှိလာခဲ့ပြီးနေပြည်တော်မှာဒေါ်ဆန်းစုကြည်နဲ့ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ် သူအနေနဲ့ပြည်ထောင်စုညင်ချိုင်းရင်ညီလာခံ27ရာစုပင်လုံကိုတက်ရောက်ဖို့ဖိတ်ကြားခံရတဲ့အတွက်ဝမ်းမြောက်တဲ့အကြောင်းကုလသမဂ္ဂအနေနဲ့မြန်မာနိုင်ငံရဲ့ညင်ချိုင်းရေးပေါ်ဆောင်မှုလုပ်ငန်းစဉ်ကိုထောက်ခံတာကိုပြသဖို့ရောက်လာတာဖြစ်ကြောင်း27ရာစုပင်လုံညီလာခံအောင်မြင်ဖို့အလားအလာများပြီးတက်ရောက်ကြမဲ့အဖွဲ့အစည်းတွေရဲ့စိတ်ရှည်တည်ခံမှုပူပေါင်းဆောင်ရွက်တာတွေကိုချီးကျူးကုန်ပြုတ်တယ်လို့ပြောပါတယ် The 21st century Pangong Conference is a promising first step ်တော့တက်နိုင်တော့နည်းနည်းတက်နိုင်အောင်ဒီကျော်တက်နိုင်အောင်လုပ်ပြီးမှဖြစ်ပါတယ်။ဒါနဲ့တက်တယ်တက်တယ်ဆိုတော့နောက်ကကြာကြာရှိနေကိုယ်တိုင်ကသူတန်း။တပ်ပြင်ရခိုင်ပြည်နယ်အခြေအနေဟာရှုပ်ထွေးတဲ့အတွက်အစိုးရအနေနဲ့ပြဿနာအရင်းအမြစ်တွေကိုဖြေရှင်းရမှာစိန်ခေါ်မှုတွေရှိနေတဲ့အကြောင်းနဲ့ IDP စခန်းတွေမှာဆင်းရဲကြတဲ့စွာနေထိုင်နေရတာနဲ့ပတ်သက်ပြီးနိုင်ငံတကာအတိုင်းအဝိုင်းကစိုးရိမ်မှုတွေရှိတာကိုပြောဆိုခဲ့တယ်လို့ Mr. Banky Moon ကပြောပါတယ်။ ကုလသမဂ္ဂထွေထွေတွင်းမှုချုပ်ဘန်ကီမူဟာမြန်မာနိုင်ငံမှာနေရကြနေထိုင်သွားမှာဖြစ်ပြီးဒီနေ့အောက်တိုဘာ30ရက်နေ့မှာတော့နေပြည်တော်မှာကျင်းပနေတဲ့27ရာစုပင်လုံးညီလာခံကိုတက်ရောက်မိခုံပြောကြပြီးတမ္ဒကကွယ်ရေးဦးစီးချုပ်တင်နဲ့တွေ့ဆုံဖို့ရှိနေပါတယ်ကျွန်တော်ခွန်ပါတာပါ ARD တိုင်းကနေရွှေပြောင်းထွက်ခွာသူတွေများပြားနေလို့ဒေသတွင်းမှာ လေယာကဏ္ဍကိုထိခိုက်လာနေပါတယ်။တော်စင်မျိုးပြေပို့ထားခဲ့ပါတယ်ခဗျာ။ ရွှေပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာနိုင်ငံကအဖွဲ့အစည်း IOM နဲ့ကမ္ဘာ့ဘဏ်လုံးနိုင်ငံကအဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ချက်တွေအရ ERI တိုင်းဒေသကြီးအနေနဲ့မြန်မာနိုင်ငံကပြည်တွင်းရွှေပြောင်းသွားလာတဲ့အများဆုံးစီးပွားရေးမှာပါဝင်နေတာပါဒီရှိအနာဂတ်မှာရောကြအောင်မလုပ်နိုင်ဘူးဆိုရင်ဒေတာတွင်အနာဂတ်စီးပွားရေးကိုထိခိုက်လာနိုင်တဲ့အတွက်အကျိုးရှိတဲ့ရွှေပြောင်းသွားလာမှုဖြစ်ဖို့နဲ့ရှော့ချပေးဖို့လိုအပ်နေတာပါ။တွန်ကြီးတက်မှာဟိုအစိုးရပေါ့နော်ပြီးတော့ CSO media politician သူတို့ ਨੇ ဒီ migration ကိစ္စကိုအရင် spin နေကြည့်နေ ဘာဖြစ်လို့လဲကျွန်တော်တို့ကဘာမှမလုပ်ဘူးဆိုရင်ဘာမှမဖြစ်ဘူးဘာမှမဖြစ်ဘူးဆိုရင်ဒီတော့ဒီတိုင်းကလူကထွက်ရောမယ်အဲ့တော့ကျွန်တော်တို့အခုကဆင်းနေချင်တယ်အခုကဆင်းနေမှာပဲဒီငါကြီးဒီဆင်းကြီးတက်မှာဒီတော့ဒီတိုင်းရဲ့ future ကပြောင်းသွားမယ်ဆိုင်ကလုံးမုန်တိုင်းနာဂေတိုက်ခတ်ပြီးနောက်ပိုင်းမှာဒေတာတွင်းထွက်ခွာအလုံးလုံးကင်သူတွေပုံမှန်များပြလာခဲ့ပြီး2013နဲ့2014ဝင်းကျင်တဝိုက်မှာအမြင့်ဆုံးဖြစ်ခဲ့ပါတယ်2014တကောင်စင်းရ ARD တိုင်းဒေတာကြီးရဲ့ရွှေပြောင်းသွားလာသူအရေအတွက်ဟာတသန်းကျော်ရှိနေပြီး ဒါဟာတိုင်းဒေသကြီးရဲ့စုစုပေါင်းလူဦးရေနဲ့နှိုင်းယှဉ်ရင်ငါးပုံတစ်ပုံရှိနေပါတယ်။ဒီနေ့ကပ္ပပံရဲ့ထုတ်ပြန်ချက်အရရွှေပြောင်းသွားလာသူအရေးအတွက်ရော့ချသွားပေမဲ့အမြင့်ဆုံးအခြေအနေမှာရှိနေသေးတယ်လို့ဆိုပါတယ်။အများစုကဒေသတွင်းအလောက်ကန်ရှားပါတာနဲ့လောက်ခလာတာနဲပါတာတွေကြောင့်ရွှေပြောင်းသွားကြတာပါ။အသာပေါင်းလို့ရေလုံသားများတဲ့ယူအားအင်ဂျီ300 300ရှိတယ်ဆိုပါတယ်။အင်ဂျီ200လောက်ကအရွယ်ကောင်းဒါမြူသားအမျိုးသမီးတွေအင်ဂျီ200လောက်ကမရှိတော့ဘူးမြူတယ်ပါ။ မလေးရှားယူရီးယားရောက်လာတာဒါပါလေဆိုတော့ကျွန်တော်တို့ကြီးလက်ဒီတာကျွန်တော်တို့အလုတ်ကင်ခွင်လန်းနေအလုတ်ကင်ခွင်လန်းနေတာဘာကြောင့်လဲရတာကိုဖြေရှားကြည့်ရင်ကျွန်တော်တို့တရားစာတတ်ပစ္စည်းတွေကျွန်တော်တို့အတုံးပြူရတာတဘာဝတရားစာတတ်ကိုအတုံးပြူရတာ တန်နိုင်သူအညီအမျှအတုံးမပြုနိုင်တဲ့သဘောရရီတိုင်းဒေသကြီးအတွင်းလေယာကဏဖွံ့ဖြိုးတိုးတက်ရေးကုင္ကြီးဆောင်ရွက်ပေးနေတဲ့ငင်းငယ်င်းနဲ့တရားမျှတမှုဖော်ဆောင်ရေးဖွဲ့ကဒေါက်တာတောင်းထွန်းကတော့ဒေသတွင်းလေယာသားကနဲ့အသက်ဆိုင်တဲ့ဆက်မှုလုပ်ငန်းတွေထူထောင်ဖို့လိုအပ်နေပြီလို့ပြောပါတယ်။အဓိကကတော့ကျွန်တော်တို့လေယာကဏ္ဍကိုဖွံ့ဖြိုးအောင်ရလေယာအခြေခံတဲ့ဆက်မှုလုပ်ငန်းတွေကိုဒါအစိုးရအနေနဲ့ပေါ့နော်။အထူးစီးပွားရေးဇုံတွေလုပ်မယ်။ကျွန်တော်ကတော့လေယာကဏ္ဍနဲ့သားကကဏ္ဍကိုအခြေခံတဲ့ကုန်ကြောထုတ်လုပ်မှုတွေကိုလှုပ်စေချင်တယ်။ဘာလို့လဲ ARD တိုင်းက ARD တိုင်းရဲ့အဓိကအားကောင်းချက်က ဒီ layer site ပြုရေးเนาะဒီရေထွက်ပစ္စည်းလုပ်ငန်းငါရေချိုငါလုပ်ငန်းကန်ဒီငါလုပ်ငန်းဒါတွေရဲ့ area တိုင်းဒီအခြေခံပေါ်မှာကျွန်တော်တို့လှုပ်ဆဲကြတယ်ကမ္ဘာပိုင်ရဲ့ထုတ်ပြန်ချက်အရမြန်မာနိုင်ငံအနေနဲ့ ASEAN ဒေတာတွင်းနိုင်ငံတွေနဲ့နှိုင်းရှင်မြေတီကရဲ့စပားအထွက်နှုန်းကအနေဆုံးအခြေအနေမှာရှိနေပြီးစိုက်ပျိုးရေးလုပ်သားတွေရဲ့လောက်ခလဆာဟာလည်းအနေဆုံးအခြေအနေမှာရှိနေပါတယ်ဒါကြောင့်လေယာစိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်နေတဲ့ ARI တိုင်းဒေတာကြီးအတွင်းကထွက်ခွာသွားတဲ့စိုက်ပျိုးရေးလုပ်သားတွေများပြားလာပြီး ။နေရာလုသားရှာပမှုတွေကြုံတွေ့လာရပါတယ်။ကျွန်တော်တော်စင်မျိုးပါခင်ဗျာ။လူမျိုးပေါင်းစုံဘာသာပေါင်းစုံကို တကယ်ရှေ့ရှုပြီးလုပ်မှသာပြည်သူတွေငြိမ်းချမ်းရေးတကယ်ရမှာဖြစ်တယ်လို့ပေါ့စီဒီဆရာတော်ကဘာသာပေါင်းစုံဆွေးနွေးပွဲမှာပြောကြားခဲ့ပါတယ်။ဒေါ်လေးလေးမွန်ပြပို့ထားခဲ့ပါတယ်ခင်ဗျာ။အမုံစကားရက်တန်ရေးမှသည်ခွင့်တူညီမြဝါရဖြူစင်တဲ့ငញ្ញမ်းရေးစီတို့ဆိုတဲ့ခေါင်းစဉ်နဲ့ဘာသာပေါင်းစုံဆွေးနွေးပွဲကိုအောက်တိုဘာ29ရက်နေ့တင်ပြလန်းအနီးက YMCA ခန်းမမှာပြုလုပ်ကျင်းပခဲ့တာပါဘာသာရေးဆွေးနွေးပွဲတွေပြုလုပ်တိုင်းတက်ရောက်သူအချို့သာရရှိကြပြီးအခြေခံပြည်သူတွေစီရောက်ရှိတာနှဲပါတဲ့အပေါ်ဘာသာရေးကောင်းဆောင်တွေမှာအဓိကတာဝန်ရှိကြောင်းပေါ့စေတီဆရာတော်ကဖြေဆိုတာဖြစ်ပါတယ်တာဝန်အရှိဆုံးပုဂ္ဂိုလ်တွေတော့အဓိကတော့ဘာသာရေးကောင်းဆောင်တွေပဲဘာသာရေးကောင်းဆောင်တွေကပြောပြပေးရမှာပါဘာသာရေးကံကပြောပြပေးရမှာဆိုတော့ငင်းချိုင်းဆိုတာဘာသာတိုးတယ်လည်းလွတ်ဆောင်လည်းမရဘူးလူမျိုးတိုးတယ်လည်းမဆောင်လို့မရဘူး ဘာသာပေါင်းသူလူမျိုးပေါင်းသူလှုပ်ဆောင်မှာငင်းချမ်းရရမယ်ဆိုတော့အဲ့လူလူလေးတွေရောက်အောင်ပြောပြပေးမှာအဆင်ပြေမှာပါအဲ့လိုမပြောမရကာလပါလို့ငင်းချမ်းရဘာမှမရနိုင်ပါဘူးအဲ့ဒါအပြင်ငင်းညာရေးစုတောင်းပွဲတွေပြုလုပ်တာကောင်းမင်မဲ့စုတောင်းရုံနဲ့မပြီးပဲဘာသာပေါင်းစုံဆွေးနွေးပွဲတွေပြုလုပ်ပြီးဆွေးနွေးဖလှယ်မှုတွေအများပြုလုပ်မှပိုကောင်းနိုင်တယ်လို့လည်းဆိုပါရယ်ငင်းညာရေးဆိုတာလူတူးနဲ့လူတင်းတဲ့အခါဖြစ်စေပေါင်းကျင်တဲ့အစီအစဉ်နဲ့နန္ဒိခါကြီးမှာဖြစ်ပေါ်ခံစားလာတဲ့တရားပါ ဆူတောင်းလိုက်ရတဲ့တရားမဟုတ်ဘူးအဲ့ဒါကြောင့်မလို့လူမျိုးတူတည်ဖြစ်စေမတူတည်ဖြစ်စေအဲဘာသာတူတည်စေမိတာအများအားတယောက်တယောက်တွေ့ဆုံဆွေးနွေးပြီးတော့အဖြေရှာချမယ်ဆိုရင်ချစ်ခင်ခင်နေကြောင်းဆိုရင်ငင်းချမ်းတရားရမှာပါလေဒါကြောင့်မလို့ဒီလူပွဲမျိုးတွေကခဏခဏလှုပ်ပြေးတင်ပါလေပေါ့စေဒီဆရာတော်အရှင်ညာနိကကငင်းညာရေးတန်တမန်တဦးအနေနဲ့တက်ရောက်ခဲ့ပြီးခရိယန်ဆရာတော်ဒေါက်တာဦးစောလှိုင်ဘွားအစ္စလမ်ဆရာတော် ဒေါက်တာဦးမြင့်သိန်းဟိန္ဒူဓမ္မဆရာဦးစန်းမင်းနိုင်တို့ကဘာသာရေးကိုစားပြုတက်ရောက်ခဲ့ကြပါတယ်။အဲ့ဒါအပြင်ဥပဒေရှုထောင့်ကတရားလွတ်တော်ရှိနေဦးကျော်ငိမ့်ကလည်းအမုန်းစကားတွေနဲ့ပတ်သက်ပြီးနှစ်ပေါင်း140ကျော်ကျင့်သုံးလာတဲ့1862ခုနှစ်ရာဇသက်ကြီးဥပဒေအခန်း15မှာပါဝင်တဲ့ဘာသာသာသနာဆိုင်ရာပြစ်မှုတွေနဲ့အေးအေးယူမှုတွေပြုလုပ်ခဲ့တဲ့အကြောင်းကိုရှင်းပြခဲ့ပါတယ်။အဲ့ဒါအပြင်အခုချိန်မှာ အမုန်းစကားတွေဖြန့်ဝေမှုတားဆီးရေးဥပဒေမူကြောင်းကိုလည်းရေးဆဲထားပြီးဖြစ်ကြောင်းဥပဒေအရဆွေးနွေးခဲ့ကြပါတယ်ကျမလေးလေးမမတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးသဘောတူစာချုပ် NCA ဟာဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ပထမခြေလှမ်းဖြစ်လို့ NCA မှာလက်မှတ်ထိုးဖို့ကြံသေးတဲ့အဖွဲ့တွေပါဝင်ကြဖို့ဒေါအောင်ဆန်းစုကြည်ကတိုက်တွန်းလိုက်ပါတယ်ခွန်ဘတ်တာပြဖို့ထားခဲ့ပါတယ်ခင်ဗျာ ဩဂုတ်လ31ရက်နေ့ကနေပြည်တော်မှာကျင်းပနေတဲ့ပြည်ထောင်စုညင်ချိုင်းရင်ညီလာခံ27ရက်စုပင်လုံးညီလာခံမှာနိုင်ငံတော်အတိုင်းပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်ကတက်ရောက်ဖွင့်မိန့်ခွန်းပြောကြားခဲ့ပါတယ်။မိန့်ခွန်းမှာတနင်္ဂနွေနေ့ပြည်ခတ်တိုက်ခိုက်ရဆယ်ရေးဆိုင်ရာစာချုပ် NCA ဟာ Democracy Federal ပြည်ထောင်စုတိဆောက်ဖို့ပထမဆုံးခြေလှမ်းဖြစ်လို့ NCA စာချုပ်ကိုလက်မှတ်ရေးထိုးဖို့ကြံတဲ့အဖွဲ့တွေလည်းပါဝင်လာအောင်တော်ဆန်းစုကြည်ကပြောကြားသွားခဲ့ပါတယ်။တနင်္ဂနွေနေ့ ပြစ်ခတ်တိုက်ခိုက်မှုရစဲရေးဆိုင်ရာသဘောတူညီစာချုပ် Nationwide Ceasefire Cease Agreement NCA ဆိုတာငြိမ်းချမ်းရေးအတွက်သာမကကျမတို့အားလုံးရှေးကြစွာမျှော်မှန်းခဲ့တဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်ပထမဆုံးခြေလှမ်းဖြစ်ပါတယ် NCA နဲ့ပတ်သက်လို့လက်မှတ်ထိုးခဲ့တဲ့အဖွဲ့တွေရှိသလိုအကြောင်းအကြောင်းကြောင့်မထိုးရသေးတဲ့အဖွဲ့တွေလည်းရှိနေပါတယ် နိုင်ငံရေးဆွေးနွေးပွဲတွေဆက်ပြီးပြုလုပ်တဲ့အခါမှာ NCA ကိုအခြေခံပြီးဆောင်ရွက်သွားရမှာဖြစ်တဲ့အတွက်ကျမတို့အစိုးရတဲ့လက်ထက်မှာ NCA လက်မှတ်ထိုးဖို့ကြံနေတဲ့အဖွဲ့တွေပါဝင်လမ်းဆိုင်အောင်အထူးအလေးထားပြီးဆောင်ရွက်လျက်ရှိပါတယ်ပြည်ထောင်စုညင်ချိုင်းရင်ညီလာခံ27ရာစုပင်လုံညီလာခံအဖွဲ့ခါနာမှာဒေါက်ဆန်းစုကြည်လွတ်တော်ဥက္ကဋ္ဌနှုတ်တမ်ဒေါက်ကွယ်ယူစီချုပ်ဘူးချုပ်မူဂျင်းမင်းအောင်လိုင်း တိုင်းရင်းသားလက်နက်ကန်တော်လိုင်းရေးတပ်ဖွဲ့နှစ်ဖွဲ့ကခေါင်းဆောင်နှစ်ဦးနဲ့ကုလသမဂ္ဂထွေထွေတွင်းရင်မှုချုပ်တို့အဖွဲ့မိတ်ခွန်ပြောကြားခဲ့ပါတယ်။တမ်ဒေါကကွယ်ရေးဦးစီးချုပ်ဘူချုပ်မူဂျီမင်းအွန်လိုင်းက NCA စာချုပ်ကိုအခြေခံပြီးဆက်လက်ဆွေးနွေးလှုပ်ဆောင်ကြပါလို့ပြောကြားခဲ့ပါတယ်။ဒီစာချုပ်မှာပါတဲ့အချက်လက်အများစုဟာစာချုပ်ရေးဆွဲခဲ့တဲ့ကာလတလျှောက်အတူတကွပါဝင်ခဲ့ကြတဲ့တိုင်းဒေသအဖွဲ့အစည်းများရဲ့တောင်းဆိုချက်တွေကိုအဓိကအခြေခံထားရေးဆွဲခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်အခုပြန်လည်ကျင်းပတဲ့ပြည်တော်စုငင်းငယ်ရေးညီလာကနေစစ်တေရာစုပင်လုံးနဲ့ဆက်လက်ကျင်းပမယ်အစီအွေများမှာလည်းဒီ NC ကိုပဲအခြေခံမူဖြစ်ဆက်လက်ထားရှိဆောင်ရွက်သွားဖို့လိုအပ်ကြောင်းပြောကြားလိုပါတယ်ညနာခံဖွင့်ပွဲနေ့မှာတိုင်းရင်းသားလက်နက်ကန်တော်လန်ရေးတပ်ဖွဲ့ခေါင်းဆောင်တို့ကိုမိတ်ခွန်ပြောကြားဖို့ဖိတ်ခေါ်ရမှာသူတို့ရဲ့ရာထူးတွေကိုခြံပြီးဖိတ်ခေါ်တာတွေကိုလည်းတွေ့ရပါတယ် UNFC အပြည့်ရလက်မှတ်ရေးမထိုးရသေးတဲ့ညညွတ်တော်တိုင်းရင်းသားလူမျိုးများ Federal Council ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်လာကတော့ Federal Democracy ပြည်ထောင်စုဆိုတာခွဲထွက်ရေးမဟုတ်ဘူးလို့ပြောဆိုခဲ့တဲ့အကြောင်းအလုံးတန်းတူရေးတူအခြေခံအောက်မှာတိုင်းပြည်ရဲ့အနာဂတ်အတွက်ညှိနှိုင်းအဖြစ်ရှာဆွေးနွေးကြဖို့နဲ့ပြည်သူလူထုတရလုံးရဲ့အကျိုးစီးပွားကိုရှေ့တန်းတင်လှုပ်ဆောင်ကြဖို့တိုက်တွန်းပြောကြားခဲ့ပါတယ်ညနာခမတိုင်ခင်မှာပြုတ်လုပ်တဲ့ဂျင်းပရေးကော်မတီအစည်းအဝေးမှာတိုင်းရင်းသားခေါင်းဆောင်တွေရဲ့ရာထူးတွေကိုမဖော်ပြဘဲ နာမည်ကိုပဲဖော်ပြခဲ့တာနဲ့ပတ်သက်လို့လဲဝေဖန်မှုတွေအကြီးအကျယ်ထွက်ပေါ်လာခဲ့ပါတယ်။ပြည်ထောင်စုညင်ကြရင်ညီလာခံကိုအကူလာ31ရက်နေ့ကစပြီးစက်တင်ဘာလ4ရက်နေ့အထိကျင်းပသွားမှာဖြစ်ပါတယ်။ညီလာခံဖွင့်ပွဲကိုလူပုဂ္ဂိုလ်1600လောက်တက်ရောက်ခဲ့ပြီးနောက်ရက်တွေမှာကျင်းပမယ့်ညီလာခံမှာတော့အစိုးရတမ်တော်လွတ်တော်တိုင်းရင်းသားလက်နက်ကန်တပ်ဖွဲ့တွေနဲ့နိုင်ငံရေးပါတီတွေကပုဂ္ဂိုလ်တွေနဲ့တက်ရောက်ဆွေးနွေးကြဖို့ရှိပါတယ်။ကျွန်တော်ခွန်ပါတာပါ။ အကျဉ်းတော်နေတဲ့ကနိုင်ငံရေးကျင်းသား230ကျော်ကိုအမြန်လွှတ်ပေးစေချင်တယ်လို့နိုင်ငံရေးကျင်းသားများအဖွဲ့ချုပ်ကတိုက်တွန်းလိုက်ပါတယ်။ဇေယချမ်းအေးပြပို့ထားခဲ့ပါတယ်ခင်ဗျာ။အရင်စစ်ဆိုရလက်ထက်ကဖမ်းဆီးခံခဲ့ရတဲ့နိုင်ငံရေးကျင်းသားတွေကတော့အလုံးအနီးပါလွတ်မြောက်ခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့ဦးသိန်းစင်ဆိုရလက်ထက်ဖမ်းဆီးခံရပြီးမလွတ်မြောက်သေးတဲ့နိုင်ငံရေးကျင်းသားတွေကိုတော့အမြန်ဆုံးပြန်လွှတ်ပေးဖို့တောင်းဆိုလိုက်တာပါ။ နိုင်ငံရေးကျင်းသားတွေကရှိသေးတယ်ဗောနော်။ဟာ200ကျော်လောက်ရှိတယ်လို့ဟာလာဆရာတို့စုံစမ်းသိရတယ်နော်။အဲဒါဆိုအဲ့လိုမျိုးကိုလည်းအများဆုံးဖြေလျှော့ပေးတင်တယ်ဗောနော်။ဟာလာအဲ့လိုဖြေလျှော့ပေးလိုက်မယ်ဆိုလို့ရှိရင်နော်။ဦးသိန်းစိန်ဆိုတာလက်ထပ်ထိန်းသိမ်းခံခဲ့ရတဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဟာနေရာသိမ်းဆဲခံရမှုအလုတ္တမအရေးပညာရေးဥပဒေကိုစန့်ကျင်ဆန္ဒပြမှုဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးစသဖြင့်မတရားမှုတွေကိုဆိုးရွားသိအောင်ထုတ်ဖော်ပြောဆိုခဲ့ကြသူတွေဖြစ်ပါတယ်။ဒီလိုနိုင်ငံ အကျိုးပြု၍ပြောဆိုခဲ့သူတွေကိုနိုင်ငံရေးအကျဉ်းသားဖြစ်သတ်မှတ်ပြီးအစိုးရကလွတ်ပေးတဲ့နယ်လို့နိုင်ငံရေးအကျဉ်းသားဟောင်းတို့ကပြောပါတယ်။အခြားရိုက်တာတို့ဖျက်တာတို့ဖျက်စီးတာတို့ဒုံးခွဲတာတို့เนาะအဲ့ဒါမျိုးတွေကြတော့ကျွန်တော်တို့အစွန်းရောက်သွားတဲ့ဟိုနိုင်ငံရေးဟိုဆောင်ရွက်ချက်တွေပဲ။ဒါအဲ့ဒီအစွန်းရောက်သွားတဲ့နိုင်ငံရေးချက်ဆောင်ရွက်ချက်တွေကိုတော့ကျွန်တော်ပြီးချာချာကျွန်တော်တို့ဟိုစဉ်းစားပေးရပါမယ်။တသက်ယူဆန္ဒပြတယ်တောင်းဆိုချက်မိမိရဲ့ယုံကြည်ချက်ကို ထုတ်ဖော်တယ်ရေးသားတယ်အဲဟုတ်အဲ့ဒါမျိုးတွေကြတော့ကျွန်တော်နိုင်ငံအကျဉ်းသားအဖြစ်သတ်မှတ်ပြီးတော့ဟိုကျွန်တော်တို့ရေးယူဆောင်ရွက်မှုတွေကိုဟိုညီညီသားသားပေါ့ဗျာနော်ဖြေလျှော့ဆောင်ရွက်တင်တယ်လို့ကျွန်တော်တို့အတွက်မြင်ပါတယ်ဦးသိန်းစိန်ဆိုအပ်လက်ထက်ဖန်သီးခံရတဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဟာငွေစုစီဥပဒေပုံမှ1789ရာဇသက်ကြီးပုံမှ95ခွေနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုတွေနဲ့အဓိကတရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ် မြေယာသိမ်းဆဲခံရမှုရေတက်ကြွလှုပ်ရှားသူတွေနဲ့လယ်သမားတွေကတော့ပုံမှန်လေးလေးခွန်အင်ကျော်နှင်းမှု၄နှစ်ခွန်သူတပားအကျိုးစီးပွားဖြတ်စီမှုတွေနဲ့တရားဆွဲဆိုခံရတာဖြစ်ပါတယ်ကျွန်တော်ကဆရာချင်းပါဟုတ်ကဲ့ပါခင်ဗျာတပတ်တွင်သတင်းတွေကိုကောက်နှုတ်ထုတ်လွှင့်ပေးနေတာကိုဒီသတင်းတွေပဲရပ်နားလိုက်ပါတယ်ခင်ဗျာ ကျမ်းမာချမ်းသာကြပါစေကျွန်တော်မောင်တူးပါ